တကယ်တော့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒါ daily တစ်ခွက်ပေါ့နော်ကျွန်တော်တို့ main အနေနဲ့ထိုးလို့ရအောင်ကျွန်တော်ဒီလာမယ့်6ချိန်အတွက်ပေါ့တရက်လေးလာ2025အတွက်ကျွန်တော်ချပြပေးမှာဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်ပထမဆုံးကျွန်တော်ထိတ်စီးလေးကိုရင်ဆိုင်ပြီးတော့ကြည်ပါမယ်နော်ထိတ်စီးကျွန်တော်ဒီမှာ number 3ပေါ့နော်ဒီ3ဒီကျွန်တော်ဒီမှာ3နှက်ခတ်ဆိုပြီးတော့ခွန်ရှစ်ပေါင်းခြင်း number နံပါတ်5ပေါ့เนาะသူရဲ့နှက်ခတ်ကိုကျွန်တော်တို့ရိုက်ပေးခဲ့တယ်ပြီးရင်ဒီအောက်ကနံပါတ် ဒီ3ဒီလဲ3နှက်ကကျွန်တော်တို့3ညာ5ဆိုပြီးတော့ပေါ့နော်သူ့ရဲ့နှက်ကကိုကျွန်တော်တို့စစ်ရိုက်ပေးသွားတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့3 3ပြီးတော့ဒီမှာရှိနေတဲ့နံပါတ်နံပါတ်6ပေါ့နော်နံပါတ်6ဒီ6နှက်ကကျွန်တော်တို့ဘာဖြစ်ရမလဲနှလုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်6ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပေးရမယ်ဒါဆိုရင်ကျွန်တော်တို့6ခုပေါင်းခြင်းနံပါတ်ဒါမှ6ဖြစ်မယ်ပေါ့နော်ဒီအတွက်ကျွန်တော်တို့6ထိပ်နော် ဟုတ်ပြီကျွန်တော်ဒီမှာ3နှက်ခန်း5 3နှက်ခန်း5เนาะပြီးရင်ကျွန်တော်တို့9နှက်ခန်း6ဆိုပြီးတော့9ထိပ်စီရပါတယ်เนาะ9ထိပ်စီရပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာနောက်ထပ်ကြည့်ပါမယ်နံပါတ်3ပေါ့เนาะဒီ3ဒီကျွန်တော်တို့အစိမ်းလေးနဲ့ကြည့်မယ်ပေါ့เนาะအစိမ်းလေးနဲ့ခွန်ခွန်9ဆိုပြီးတော့ကဏ္ဍပေါင်းခြင်း3လုံးပေါင်းခြင်းဒီနံပါတ်3ဖြစ်တယ်ပေါ့เนาะခွန်ရဒီမှာခွန်ရ9ရเนาะ ဟုတ်ပြီအောက်ကနံပါတ်ကျွန်တော်တို့နံပါတ်ဒီနံပါတ်6ဖြစ်တယ်ပေါ့နော်ဒီနံပါတ်6ဒီကျွန်တော်တို့ဒီမှာ၃ညအနည်းလေးကိုကြည့်မယ်ပေါ့နော်၃ည၃6နော်ဘောင်ချင်းနံပါတ်ဒီနံပါတ်မှာ6ဖြစ်ပါတယ်နော်အနည်းလေးနဲ့ပေါ့နော်ဟုတ်ပြီနောက်ဆုံးတစ်ခုကြံတာဒီကျွန်တော်တို့စိတ်ရဖက်နံပါတ်6ပေါ့နော် နံပါတ်9ဆိုတော့ကျွန်တော်ဒီအပြာလေးကိုစစ်ကြည့်မယ်ပေါ့နော်အပြာလေးကကျွန်တော်တို့ခွန်၈ဆိုတော့ပေါင်းခြင်းနံပါတ်5ကျွန်တော်ဒီမှာရှိနေတာဒီနံပါတ်9ဖြစ်တယ်ပေါ့နော်5ဆိုတော့ကျွန်တော်နောက်တစ်ပါလို့လဲဆိုတော့နံပါတ်နံပါတ်မှာ4ပေါ့နော်4လို့ပါတယ်ဒါဆိုရင်4နဲ့ကျွန်တော်တို့ပေါင်းလိုက်မှပေါင်းခြင်းနံပါတ်ဒီနံပါတ်9ဆိုပြီးတော့ဖြစ်မယ်ပေါ့နော်โอเค3ดี3လို့ကြားတယ်ခွန်ခွန်ကိုเนาะ9ဒီကျွန်တော်တို့3 3 6 9လို့ကြားပါတယ်ဒီတော့ကြောင့်အောက်ကနံပါတ်9ဒီကျွန်တော်တို့9လို့เนาะ ကြားဖို့အတွက်ခွန်ရှစ်လေးပေါင်းခြင်းနံပါတ်6ကိုယူมาဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီအပိတ်ကိုသွားမယ်ပေါ့နော်။အပိတ်ဒီဒီမှာကျွန်တော်63ညအပေါ်တွေပေါ့နော်။63ညဒီအတွဲလေးကြည့်မယ်ပေါင်းခြင်းနံပါတ်6ဖြစ်လို့အပေါ်ကအနီပေါ့နော်အပေါ်ကအနီအနီဆုံးလေးကထိပ်ဆုံးလေးကကျွန်တော်တို့ခွန်လေးပေါင်းခြင်းနံပါတ်1ပေါ့နော်6ပါဝါ1လို့ကြာပါတယ်အောက်မှာ3ညခွန်နော်ပေါင်းခြင်းနံပါတ်ဒီခွန်ဖြစ်တဲ့အတွက်6 3နော်အောက်ကအနီကိုကြည့်ပါမယ် ဘောင်းချင်းနံပါတ်နဲ့သူ့ရဲ့ပါဝါခွန်ပါဝါနှစ်လို့ရိုက်တယ်ပေါ့နော်ဒီတော့ကြအောင်ဆုံးမှာရှိတဲ့ခွန်၃ညဘောင်းချင်းနံပါတ်ကျွန်တော်တို့ခွန်ဒီသူ့ပါဝါခွန်ပါဝါကျွန်တော်တို့ဘာရိုက်မလဲနှစ်ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရမယ်66ဘောင်းချင်းနံပါတ်နှစ်ပေါ့နော်โอเคဒါဆိုရင်တော့9လေး6ဆိုပြီးတော့ကျွန်တော်တို့တပေါက်သေးပဲဒါထိုးရမှာဖြစ်ပါတယ်ဗျာနော်ဒါကကျွန်တော်တို့လာမယ့်တရက်၄လပေါ့နော်လေလာပိုင်းတင်းနေအတွက်ကျွန်တော်6ချိန်မြောက်အတွက်ဓာတ်ရိုက်ထိုးရမယ်9 break ပေါ့နော်9 break 9လေး6ဖြစ်ပါတယ် နော်ဒီနေရာမှာနောက်ထပ်ကျွန်တော်တို့ကစားလို့ရတာဒီမှာ9 9 9လို့သာကြာခင်မယ်ဆိုရင်8 4 6ဆိုပြီးတော့လေကျွန်တော်တို့ဒါထပ်ပြီးတော့ကစားလို့ရသေးတယ်ပေါ့နော်ဒါကတော့တငယ်ချင်းမိတ်ဆွေတို့သဘောပါနော်ပြီးတော့နောက်ထပ်တစ်ခုကပေါ့နော်ဒီမှာ1နဲ့အဆိုပြီးတော့ပေါ့နော်ခွန်လေး1 9 2 1 2 3လို့လာကြခဲ့မှာဆိုရင်ခွန်အပိတ်နဲ့လဲကျွန်တော်တို့ကစားလို့ရတဲ့ဒါဆိုရင်6လေးခွန်နော်ကျွန်တော်ဗဇက်ကပဲပြောသွားလိုက်မယ်6လေးခွန်ပေါ့နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင်8လေးခွန်နော် ဟောပြီးခုနကကျွန်တော်တို့ရှင်းနေလဲကစားလို့ရသလိုနော်ပြီးရင်အဓိကတော့ကျွန်တော်တို့6လေး6ပဲကစားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ပါရှိမလဲ8လေး9 8လေခေါနော်ကိုဒီလည်းအတူတူပဲ6လေး6ပေါ့နော်6လေး6ပြီးရင်ကျွန်တော်တို့ပါရှိမလဲပြီးရင်ကျွန်တော်တို့6လေးခွန်ပေါ့နော်6လေးခွန်ဆိုပြီးတော့ဒီတိုင်း၄ကွက်ပေါ့နော်ဒီတက်ကကျွန်တော်တို့ main ဒီ6လေး6ပေါ့နော်ဒါ awkward အနေနဲ့ထုတ်ပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေကောင်းပါစေဗျ thank you ပါ အားလုံးပဲခုလာမယ်ကျွန်တော်တို့6ချိန်ပါเนาะကန်လို့ရှင်းမှာဖြစ်ကြပါသေးတယ်။ဒါပေမဲ့